ဘိုးရင်းဖြစ်လို့ဒီဝါကတ္တာကဖះနောက်ပိုင်းကျမှပြညတ်ထားတာနောက်ပိုင်းတာပြညတ်ထားတာအိန္ဒိယထုံးစံအရာမိုးရင်းဆိုရင်လက်ကင်းနေရှိတယ်လမ်းပတ်မတာဘူးလက်ကင်းတွေကဖြတ်သွားတဲ့အခါမှာလက်လက်ရှင်တွေကလည်းမမကြိုက်ဘူးပေါ့သူတို့လက်ကင်းတွေကနေဖြတ်သွားတာတွေမကြိုက်တာရှိတယ်နောက်ပြီးတော့မိုးရတော့ရေတွေဘွက်တွေလည်းရှိတယ်ပေါ့အဲ့ဒီဒေတာအလိုက်မြတ်စွာဘုရားက ငှက်တေတောင်ကမိုးရင်းဆိုလို့ရှိရင်နားခိုလေးရှိတယ်ပေါ့ယဟန်နေလည်းပဲမိုးရင်းမှာတရားအထုတ်ခွင့်တနေရာထဲမှာတရားထုတ်ခွင့်ရအောင်ဆိုတဲ့အကျိုးမျှော်ကိုးပြီးတော့ဘွားရင်းမှာခရခီးမသွားဖို့ဆိုပြီးတော့ရသော်ဗျာသိခါဘုပညာထာဏဝါဆိုသို့တော်လဲမတော်နဲ့လူလုံးဝပြောတာမဟုတ်ဘူးတွားလို့ရတဲ့အကြောင်းနေရှိတယ်နော်ဘိက္ခုဘိက္ခုနေ ိတ်ခမန်တာမဏိရတာမဏိရီဆိုတဲ့သတင်းသုံးပေါ်၅ဦးရဲ့ကိစ္စနဲ့ဆိုသွားလို့ရတယ်။အမေအဖေကိစ္စနဲ့ဆိုရင်သွားလို့ရတယ်။တရားရကမတွေကအရှင်ဘုရားကိုလှူခြင်းလို့ပါကြွားခဲ့ပါဆိုရင်ကြွားလို့ရတယ်။တရားနာခြင်းလို့တရားဟောပင့်လို့ရှင်လည်းကြွားလို့ရတယ်။ဒါနိသဓာတုံဓမ္မိသသောတုံဘိက္ခုသပတ္တိတုံအရှင်ဘုရားကိုဖူးခြင်းလို့ပါဆိုရင်လည်းကြွားလို့ရတယ်။အဲ့တော့ဒီဝါကတ်တယ်ဆိုတဲ့အတိပ္ပယ်ကပို့ပြီးတော့ အလုတ်ဖြစ်အောင်လို့ပြညတ်ပေးတဲ့ဟာမျိုးပေါ့နော်ပြညတ်ပေးတဲ့ဟာမျိုးတစ်ဖက်ကလည်းခုနတုန်းကလမ်းပန်းဒီမိုးရေရေလေတွေများတဲ့အရက်တွေမှာဆိုလမ်းပန်းမတာသေးအတွက်ကြောင့်ညဆော်ပြားမသွားပဲနေကောင်းတယ်လို့ဒါကမူလပြညတ်တဲ့ရည်ရွယ်ချက်ပေါ့မိုးမရှိတဲ့နိုင်ငံမှာလည်းပဲဖះကိုလေးစားသောအဖြစ်မသွားပဲနေတာမှန်ကန်တာပေါ့မိုးရသည်ရဲ့လို့မဟုတ်ဘူးလေဂျွန်ဂျူလိုက်ဆိုလို့ရှိရင် ဖိုးရသည်လို့သတ်မှတ်ထားသည့်အတွက်ကြောင့်အများဝါကတ်တဲ့အချိန်မှာဝါကတ်ထားဒီဟာကတော့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဖရာဥပဒေတစ်ခုလောက်ထားလို့ရှင်လိုက်တာကြာတကယ်တော့ဗမာပြည်အတွက်ပြည်ညတ်တာမဟုတ်ဘူးအိန္ဒိယအဲဒီကပြည်ညတ်တယ်သို့တော်လည်းဗမာပြည်နဲ့လက်လျောညီတွေတဲ့နေရာတွေမှာဖရာပြည်ညတ်ထားတဲ့ဥပဒေကိုတော့လိုက်နာကျင့်သုံးတာဟာဗုဒ္ဓဘာသာရဲ့ဒီရဟန်းတော်ရဲ့ရွှေချက်အိဗယ်ပဲဖြစ်တယ်ပေါ့ အင်္ဂလန်ကဗမာပြည်မှာပထမဆုံးယဟန်လာခန္ဓာသူ့ရဲ့လူနာမည်တော့မေးနေတယ်အာနန္ဒမစ်တီးယားဆိုတာလန်ဒန်ဘုန်းကြီးအင်္ဂလန်ဘုန်းကြီးအင်္ဂလန်ဘုန်းကြီးကယဟန်ခံပြီးတော့ထေရဝါဒယဟန်တော်ရဲ့ကျင့်စဉ်အတိုင်းသူကျင့်တဲ့အခါမှာသူတို့နိုင်ငံမှာဆိုရင်ဒီဘုန်းကြီးတွေဝတ်တဲ့သင်္ကန်းထဲမှာအမတန်မှဒုက္ခရောက်တယ်သို့သောသူကတတ်နိုင်တယ်ဗျဒီဝတ်နဲ့ပဲหนีပြီးတော့ကျင့်ကြံကြုတ်အားထုတ်သွားတော့ ်စောစောပြန်တော်မူသွားတယ်လို့တော့ပြောကြတယ်ပေါ့အနန္တမေတ္တရဆိုမြန်မာပြည်မှာရန်ခံဥအင်္ဂလန်ကဘုံကြီးပဲအင်္ဂလန်ဟိုအင်္ဂလိပ်လူမျိုးပေါ့နော်အဲ့တော့ဒီယာတိဥရုနဲ့လိုက်လျောညီဆိုတော့မြတ်စွာဘုရားဒါခွင့်ပြုထားတာအိန္ဒိယနဲ့ပတ်သက်ပြီးခွင့်ပြုတာဒါကြောင့်မို့တချို့ဥပဒေတွေကတရေသေးမဟုတ်ဘူးမြတ်စွာဘုရားပြိဋိဘံစံဃာနီးမှာမှားထားခဲ့တာရှိတယ် ငါပြင်းပြတဲ့သိခါဘုံတွေထဲမှာအများတန်ဃာတွေကသဘောတူလို့ရှိရင်သူက abolish လုပ်နိုင်တယ်ပေါ့ဥပဒေကိုဖျက်သိမ်းနိုင်တယ်လို့ဒီလိုမှားထားခဲ့ရှင်အနန္ဒာကိုအဲ့လိုမှားထားခဲ့ခௌရဏုခௌရကအဘတ်တွေကိုဖျက်သိမ်းနိုင်တယ်လို့တန်ဃာသဘောတူမယ်ဆိုလို့ရှိရင်ဒါမြတ်စွာဘုရားရဲ့အရှိမြင်တဲ့သဘောပဲဟိုယဟန်တွေကိုတချို့ကတော့ယဟန်တွေကိုစမ်းသပ်လို့ပြောတာလို့ဆို ဘုန်းကြီးတို့ကတော့အဲ့လိုမထင်ဘူးခေအခြေအနေရဥပဒေဆိုတာ concept ပဲလို့အဲ့လိုလုပ်တာဥပဒေဆိုတာဒါကြောင့်မို့ဥပဒေဆိုတာပြင်ဆင်ရတယ်ခဏခဏနော်82ခုနှစ်ကဥပဒေပြင်ထားတာကြည့်တယ်မဟုတ်လားအဲ့လိုပဲဥပဒေဆိုတာပြင်သွားတာပဲလေ